အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လဲပြောပြပြသွားမှာကတော့ထိုင်းနိုင်ငံနှခော့ပထုံမျိုးကရေမြောင်တစ်ခုမှာခါကိုတွန်းတန်ဂျိုနဲ့ပတ်ချီပြီးကွန်ကရစ်တုံနဲ့ချိတ်ဆွဲကအလောင်းဖျောက်ခန့်ထားရတဲ့အမျိုးသမီးတဦးရဲ့အလောင်းပေါ်လာခဲ့တဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတရင်ကိုကျွန်တော်ပြန်လဲပြောပြပြသွားမှာပဲဖြစ်ပါတယ်ကျေဆော့หญิงสาวถูกฆ่ารัดคอဖြစ်စဉ်ကတော့ဆက်တလပိုင်း9ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ် ထိုင်းနိုင်ငံနှခေါပထုံမြို့ဘင်္ဂလင်ကျေးရွာမှာရှိတဲ့ရေမြောင်တစ်ခုမှာမနေ့မနက်တုန်းကအမျိုးသမီးတအူးရဲ့အလောင်းရေထဲမျောနေတာကိုရွာသားတွေမှာတွေ့ရှိကြောင်းတပ်ဆိုင်ရာကိုအကြောင်းကြားလာတာကြောင့်တပ်ဆိုင်ရာမှာအလောင်းတွေ့ရှိခဲ့တဲ့နေရာကိုတွားရောက်ပြီးအလောင်းကိုဆယ်ယူကာစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အလောင်းရဲ့အနေထားကတော့လေဘေးမှာဝါယာကြိုးနဲ့ပတ်ချီခံထားရပြီးခါမဆိုရင်လည်းသွနံကြိုးနဲ့ပတ်ချီက PVC ပိုက်ကိုဘီလက်မြေလောင်းထားတဲ့ကွန်ကရစ်တုံနဲ့ချိတ်ဆွဲပြီးရေထဲမြုပ်အလောင်းဖြောက်ခံထားရတာဖြစ်ပါတယ်။ တည်ဆုံသူအမျိုးသမီးကတော့အင်ဂျီအဖြူရောင်အစင်ကြာနဲ့ဘောင်းမီတို့ဝှက်ထားပြီး ရွာသူရွာသားတွေပြောတာကတော့အဲ့ဒီရေမြောင်ဟာဒီနားတဝိုက်ကရွာတွေကိုတောက်တုံရေဖြန့်ဖြူပေးနေတဲ့ရေမြောင်တစ်ခုဖြစ်တယ်လို့ပြောပါတယ်။နောက်ပြီးသက်ဆိုင်ရာကအလောင်းတွဲချင်းစစ်ဆေးမှုပြုလုပ်တဲ့အခါမှာတေဆုံသူအမျိုးသမီးဟာဘဲသူဘဲဝါဖြစ်တဲ့ဆိုတာကိုမသိရပေမဲ့အဲ့ဒီနောက်မှာတော့လူပြောင်းတိုင်ကြထားတဲ့စည်ရင်းတွေကိုစစ်ဆေးမှုပြုလုပ်တဲ့အခါမှာသိရတာကတေဆုံသူအမျိုးသမီးဟာအသက်49နှစ်အရွယ်စကွန်ဒရက်ဆိုတဲ့အမျိုးသမီးဖြစ်ပြီးဒီမတိုင်ခင်အရင်မှအိမ်ကနေအိမ်စီကတစီအပြင် iPhone 16နဲ့အတူပျောက်သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ရက်နေမှာတော့မိသားစုဝင်တွေမှာစမူစာခေါမျိုးရဲစခန်းမှာလူပြောင်းတိုက်ကြားထားခဲ့တာဖြစ်ပါတယ်။ နောက်ပြီးအလောင်းကိုပထမဦးဆုံးတွေ့ရှိခဲ့တယ်။ရွာသားတအူးပြောပြတာကမနက်6နာရီလောက်ကျွန်တော်ဒီနားလေးကနေဆိုင်ကယ်ဖြတ်မောင်းသွားတဲ့အချိန်မှာရေထဲကနေမွေကပြင်းထောင်းတလို့အရာဝတ္ထုတစ်ခုထောင်တန်းနေတာကိုတွေ့တယ်။ကျွန်တော်စိတ်ထဲမှာတော့အကောင်တော်တော်လေးကိုကြည့်တဲ့ဇပကြီးမွေတကောင်လို့ထင်ခဲ့ပြီးငါးဖန်းတဲ့ဦးလေးတွေရောက်လာတဲ့အခါမှာသူတို့နဲ့အတူအနာကပ်ပြီးကြည်ကြည်တော်မှာမွေမဟုတ်ပဲလူသေးအလောင်းကြီးဖြစ်နေခဲ့တယ်။အလောင်းရဲ့အနေထားကတော့လွန်ခဲ့တဲ့နှစ်ရက်သုံးရက်အရင်ကတည်းကတည်ဆုံနေတာကြောင့်ပုတ်ပွားနေခဲ့ပြီးဖြစ်တယ်လို့အလောင်းကိုပထမဦးဆုံးတွေ့ရှိခဲ့တယ်။ခွန် ဖော်ချိုင်ဆိုတဲ့အမျိုးသားမှပြောပြပါဗါတယ်။အဒီနောက်မှာတော့ထိုင်းရဲတပ်ဖွဲ့မှတည်ဆုံသွားခဲ့တဲ့အသက်49နှစ်အရွယ်စကွန်ဒရက်ဆိုတဲ့အမျိုးသမီးဟာဘယ်သွားတယ်ဘာလုပ်တယ်ဘယ်သူနဲ့သွားတွေ့တယ်ဆိုတာကို သူမရဲ့သမီးဖြစ်သူကိုစစ်ဆေးမေးမြန်းကြည့်တဲ့အခါမှာသိရတာကစကွန်ဒရက်ဆိုတဲ့အမျိုးသမီးဟာစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးမုတ်ဆူမတစ်ယောက်ဖြစ်တဲ့သူမနဲ့ယင်းနှီးသူတွေပြောတာကတော့တည်ဆုံသူအမျိုးသမီးဟာအိမ်အောင်ရှိအမျိုးသားတအူနဲ့ဖွေရှုံးနေခဲ့ပြီးထိုအမျိုးသားရဲ့မယားကြီးဖြစ်သူတီးသွားတဲ့အခါမှာရန်ဖြစ်စကားများကြပြီးအခုလို မျိုးကျူးလွန်ခံရတာဖြစ်နိုင်တယ်လို့တည်ဆုံသူအမျိုးသမီးနဲ့ယင်းနှီးသူတွေမှပြောပါတယ်။လက်ရှိမှာတော့ second rest ဆိုတဲ့အမျိုးသမီးနဲ့ပွေရှုပ်ခဲ့တဲ့လူဟာသူ့ရဲ့မိန်းမဖြစ်သူနဲ့အတူထွက်ပြေးနေပြီးထိုင်းရဲ့တပ်ဖွဲ့ကဆက်လက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးသွားရင်ဒီအမှုမှာတေဆုံသွားတဲ့အမျိုးသမီးနဲ့ပွေရှုပ်တဲ့လူရဲ့မိန်းမရောပါဝင်ပတ်သက်လာဆိုတာကိုအသေးစိတ်စစ်ဆေးပြီးသွားရင်ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုထိရောက်စွာအေးအေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းတည်င်းမှာပြောပါရယ်